perception လို့ခေါ်တဲ့လူတွေရဲ့ကိုယ့်ရဲ့ထုတ်ကုန်တွေကိုယ့်ရဲ့ဝန်ဆောင်မှုတွေအပေါ်မှာမြင်တဲ့အမြင်ကောင်းရင်လူတွေကကိုယ့်ကိုပတ်စံပေးလိမ့်မယ်။အဲ့လိုပဲလူတွေကကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုအဓိကကိုယ်နဲ့ပတ်သက်ပြီးတော့မှ feeling တွေကောင်းတယ်ဆိုလို့ရှိရင်တော့ဆုံးဖြတ်ချက်တွေချကြလိမ့်မယ်။ဘာဆုံးဖြတ်ချက်တွေလဲဆိုတော့ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုဝယ်ဖို့ တော့သူတို့ဟာကိုယ့်ရဲ့ထုတ်ကုန်တွေကိုယ့်ရဲ့ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့မှအထွေချုံ experience တွေကောင်းနေဆိုလို့ရှိရင်ကို့အပေါ်မှာသစ္စာရှိကြလိမ့်မယ်အဲ့တော့ဒါကကျွန်တော်တို့လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက်နော်အမျက်ငွေတွေရဖို့အတွက်၄ခုနော်၄ခုကိုမဖြစ်မနေလုပ်ဖို့လိုပါတယ်၄ချက်ပေါ့အချက်၄ချက်ပေါ့နော်အဲ့ဒီအချက်၄ချက်ကလည်း ကျွန်တော်ကိုယ်တိုင်ရှင်းသုံးနေတဲ့အရာတွေဖြစ်တယ်အဲ့တော့ကိုက လုပ်ငန်းရှင်တယောက်ဖြစ်တယ်ဒါမှမဟုတ်ကိုက professional တယောက်ဖြစ်တယ်เนาะအဲ့တော့ကိုရဲ့လုပ်ငန်းကရောင်းအားတွေပိုကောင်းလာဖို့ကိုရဲ့ဝန်ဆောင်မှုတွေကိုလူတွေပိုတုံးလာပြီးတော့မှချမ်းသာကြွယ်ဝတဲ့သူတွေဖြစ်လာဖို့ဆိုလို့ရှိရင်တော့ဒီအချက်လေးချက်ကိုမဖြစ်မနေသိထားလိမ့်မယ်တို့တို့ကြုံမှုလိမ့်မယ်တချို့လူတွေအရန်ပညာတွေတော်တယ်ဒါပေမဲ့မချမ်းသာဘူးတချို့လူတွေရဲ့ထုတ်ကုန်တချို့လုပ်ငန်းရှင်တွေရဲ့ဝန်ဆောင်မှုတွေပစ္စည်းတွေအရန်ကောင်းတယ်ဒါပေမဲ့မရောင်းရဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီလေးချက်ကိုတို့မသိလို့ပါ။ โอเคအဲ့တော့နံပါတ်1တစ်ချက်ဒီပါလဲဆိုတော့လုပ်ငန်းရှင်တယောက်အနေနဲ့ how you look ကိုယ့်ရဲ့ပုံစံကဘလို့ရှိတယ်လုပ်ငန်းရှင်ကိုပြောတာเนาะလုပ်ငန်းရှင်ရဲ့ပုံစံကဘလို့ရှိတယ်လဲเนาะအဲ့တော့လူတွေဒီเนาะလုပ်ငန်းရှင်တယောက်ကိုကြည့်လိုက်တယ် professional ကိုတယောက်ကိုကြည့်လိုက်တဲ့အခါမှာသူဘာတွေဝတ်ထားတယ်လဲသူ့ရဲ့ပုံစံကဘလို့ရှိတယ်လဲဆိုတော့အရင်ဆုံးကြည့်တယ်ကြည့်ပြီးတော့မှလူတွေဒီ90စက္ကန့်အတွင်းမှာ first impression စချပြီးတော့ခြားတယ် ခုနှစ်ဆက်ကန်အတွင်းအဆင်မပြေဘူးဆိုရင်ကိုယ်လူတွေအထင်သေးသွားရောဒါကြောင့်မလို့ကျွန်တော်တို့ကဟလာတတဲရဲ့ရဲ့ဝစားတတ်ဖို့လိုတယ်တတဲရဲ့ပုံစံနဲ့နေတတ်ဖို့လိုတယ်ငါလုပ်ငန်းရှင်ပဲကွာငါပညာရှင်ပဲကွာငါနေခြင်းနဲ့ပုံစံနဲ့နေမယ်ငါဝစားငါကြိုက်တာဝတ်မယ်ဆိုလို့ရှိရင်မရအောင်အခုကျွန်တော်ဆိုလို့ရှိရင်ဒါကိုအင်းကြီးဝတ်ထားတယ်တတဲရဲ့ပုံစံမျိုးကျွန်တော်တို့နေတယ်အဲ့တော့အရေးကြီးတာဒီလုပ်ငန်းရှင်တွေ professional တွေအနေနဲ့ เนาะ how you look တဲ့ကိုအရေးကြီးပါတယ်ကိုပုံစံကဘယ်လိုရှိမလဲဒါဒီအရေးကြီးပါတယ်အဲ့တော့ number 1တစ်ချက်ကတော့ကျွန်တော်တို့ပါလဲဆိုတော့အဲ့ဒီအနေထားပြီးသွားပြီဆိုလို့ရှိရင်เนาะအဲ့တော့ what you talk ကိုတို့ဘာတွေပြောနေသလဲကိုယ့်ရဲ့ audience တွေကိုကိုဘာတွေပြောနေသလဲဆိုတာကသိကိုအရေးကြီးတယ် နော်အခုဘာတွေပြောနေတာလဲနော်ကိုလုံငန်းရဲ့အကြောင်းကို brand ကြကြပြောနေတာလားကိုလုံငန်းရဲ့အကြောင်းကို message ကောင်းကောင်းတွေပေးနိုင်တာလားကိုလုံငန်းရဲ့ထူးခြားချက်တွေနော်ကိုရဲ့ဝန်ဆောင်မှုတွေရဲ့ထူးခြားချက်တွေအကြောင်းကိုကောင်းကောင်း message ပေးနိုင်သလားကျွန်တော်ခဏခဏပြောတဲ့ elevator pitch လို့ခေါ်တဲ့နော်အဲ့တော့ elevator တွင်းမှာစက္ကန့်အမိုင်းတွေမှာကိုရဲ့လုပ်ငန်းကိုလူတွေစိတ်ဝင်စားအောင်ပြောနိုင်သလားဒါကကျွန်တော်တို့အရေးကြီးပါတယ်ဘာတွေပြောနေတာလဲနောက်တစ်ခုကတော့ how you talk ကိုဘယ်လိုပြောနေတာလဲ ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုယ့်ရဲ့စီးပွားရေးအကြောင်းကိုယ့်ရဲ့ professional အကြောင်းကိုယ့်အကြောင်းကိုကိုယ်ဘလို့ပြောနေတာလဲအတန်ဒီအတန်ဒါအနေအမြင့်အတက်ချာနေပြောနေတာလားလဟန်ချီဟန်ဘလို့အနေထားရှိလဲ eye contact ဘလို့ရှိလဲ conference level ဘလို့ရှိလဲကိုယ့်ရဲ့မျက်လုံးကဟလာဟိုဘလို့ confidence confident ရှိလဲနောက်ကိုယ်ဘလို့ပြောနေတယ်လဲဒါက how you talk ဖြစ်ပါတယ်သုံးချက်ရှိသွားပြီနော်အဲ့တော့နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ပါလဲဆိုတော့ what you do အဲ့ဒီအချိန်မှာကျွန်တော်တို့က ကိုဘာတွေလုပ်နေတာလဲနော်ကိုဘာလုပ်ငန်းတွေလုပ်နေတာလဲကိုဘာတွေရောင်းနေတာလဲကိုဘာတွေဖန်တီးထုတ်လုပ်နေတာလဲကိုကဘယ်သူတွေနဲ့အတူတူရှိနေတာလဲဒါစီကျွန်တော်တို့တိတ်အရေးကြီးတဲ့အရာဖြစ်ပါတယ်အဲ့တော့ကိုဘာတွေလုပ်လုပ်နေတယ်လဲဘာတွေလုပ်နေတယ်လဲဆိုတာကိုကျွန်တော်တို့သိအောင်ချပြဖို့လိုပါတယ် နော်ကိုလုံနေတဲ့အရာတွေကကိုပြောနေတဲ့အရာတွေနော်ကိုကိုပုံစံနေနဲ့မကိုက်လို့တော့ကျွန်တော်မရဘူးပေါ့အဲ့တော့ဒီ concept လေးကလည်းကျွန်တော်ကဘာကျော်ရလူတယောက်စီကကျွန်တော်ရပြီးတော့ပြန်ပြီးတော့မှမျှဝေတာပါအဲ့တော့အခုဒီ video ကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေကျွန်တော်ရဲ့ working professional ကြီးတွေဒီလေဘဝမှာချမ်းသာဖို့အောင်မြင်မှုကိုယ့်ရဲ့လုပ်ငန်းတဆင့်တက်ဖို့ဆိုလို့ရှင်တော့အခုဒီအချက်လေးချက်ကိုမဖြစ်မနေလိုက်နာပါကျင့်သုံးပါ တော်ရုံဝန်ဝန်ထမ်းတွေလည်းကျွန်တော်အဲ့ဒါခဏခဏကျွန်တော်ပြောတယ်။နော်ကိုယ့်ရဲ့ပုံစံကိုတသက်ရသနံပြင်းပြင်းဖြောင်းနေကြပြောတဲ့စကားတွေကိုကောင်းကောင်းမွန်မွန်ကောင်းတာတွေပြောတတ်ဖို့လိုတယ်။ကောင်းတဲ့ပုံစံနဲ့ပြောဖို့လိုတယ်။ပြီးရင်ကိုယ်လုပ်နေတဲ့အရာတွေကကောင်းနေဖို့လိုတယ်။ဒါမှသာလေကျွန်တော်တို့ကအောင်မြင်မှုတွေချမ်းသာကြွယ်ဝမှုတွေဆိုရပါလိမ့်မယ်။ဒီကြောင့်အနေနဲ့ဒီတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေလုပ်ငန်းရှင်တွေဒီအကျိုးအဆုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကိုယ့်အတွက်ကျိုးအဆုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပြပါဦး။ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတော့လည်းကျေးဇူးအများကြီးထင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်ပါ။မိမရှိသောနေလို့ဖြစ်ပါ